ော်တိုဘာလ23ရက်နေ့နနက်ပိုင်းကရန်ကုန်မြို့လာတာမြို့နယ်မှာရှိတဲ့ရွှေဆိုင်တဆိုင်မှာလူရဲမှုတစ်ခုဖြစ်ပွားခဲ့ရာကျူးလွန်သူဟာစမ်းကြောင်းမြို့နယ်မှာ နေထိုင်တဲ့အသက်20အရွယ်ရှိသူဖြစ်ပြီး၎င်းကိုရဲတပ်ဖွဲ့ကအစစ်ဆေးခဲ့ရာမှာနေမှာရှိတဲ့မိဘနှစ်ပါးလဲလို့ဖို့အတွက်နွားဝယ်ပေးဖို့ရွှေဆွဲချုပ်ကိုလူယူခဲ့တာဖြစ်တယ်လို့ကနအူးစစ်ဆေးချက်အရသိရပါဗျာလာတာမြို့နယ် 21လမ်းနဲ့22လမ်းကြားမဟာဗန္ဓုလလမ်းပေါ်မှာရှိတဲ့တိုင်အောင်ရွှေဆိုင်ကနေအော်တိုဘာလ23ရက်နေ့နနေ့ဆယ်နိုင်ဝင်းကျင်ခန်းမှာလူငယ်မျိုးသားတအူးကရွှေဝယ်ဖို့ဟန်ဆောင်ပြီးကြီးစုနေစဉ်ရွှေဆွဲကြိုးနှစ်ကုန်းကိုလူယူထွက်ပြေးခဲ့တာဖြစ်ပါတယ်။ ဒီလိုထွက်ပြေးရမှာတိုင်အိုရွှေဆိုင်ဘေးမှာအထွေထွေရောင်းချနေတဲ့ဆိုင်ကအမျိုးသားတဦးနဲ့အခြားလူအချို့တို့ကလိုက်လံဖမ်းဆီးခဲ့ပြီးရဲတပ်ဖွဲ့ကိုအနှံခဲ့တာဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှာဒုတိယရဲမှူးကြီးတဦးကအဆိုပါကျွလွန်သူကိုပတ်ဝန်းကျင်ကပြည်သူတွေနဲ့လှည့်ကင်းရဲတပ်ဖွဲ့ပူးပေါင်းပြီးဖမ်းဆီးခဲ့တာဖြစ်ခါ၎င်းကိုစစ်ဆေးတဲ့အခါနေမှာရှိတဲ့မိဘတွေကလဲလုတဲ့အခါမှာနွားငါးပြီးတော့လုတ်ကင်နေရတဲ့အတွက်နွားဝယ်ပေးခြင်းလို့လုတ်ခဲ့ရတယ်လို့ထွက်ဆိုထားကြောင်းပြောကြားခဲ့ပါဗျ။ အဆိုပါဖြစ်စဉ်ကိုလာတာမြို့မရဲစခန်းကပါ364မြင်းဆောင်2014ပြည်မှုပုံမှန်380နဲ့အမှုဖွင့်စစ်ဆေးလျက်ရှိပါတယ်။